အေဘာသာဆူရီဆူမိုဝါဒီကူဒရာမင်္ဂလာပါဒီနေ့တော့နိုင်ပွဲပြန်ရခဲ့တဲ့လီဗာပူးနဲ့အေကွေးမှာတည်ရကြခဲ့တဲ့ချက်စီးဆိုတဲ့တည်တောင်ရင်မြက်ကမ်းမှာကြားဖြတ်လောက်တာနေရာလောက်အခုထိတောင်တင်နေတဲ့တည်နဲ့ညစ်စကြိုမှာစစ်တောင်ထိုးနေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတဲ့တည်စတဲ့တည်တွေအပါဝင်ဖက်ရအဖန်ရဲ့ဒီနေ့ဒီဇင်ဘာလတရနေ့အတွက်နေ့စစ်တည်နဲ့အားကစားတည်တွေကိုကြားကြရမှာပါ မနေ့ညကစားခဲ့ကြတဲ့ Premier League ပွဲစဉ်73မှာတော့အာဆင်နယ်အသင်းနဲ့ Liverpool အသင်းနှစ်သင်းကအဝေးကွင်းမှာတွားရောက်ကစားခဲ့ကြပါတယ်။ Liverpool အသင်းက West Ham အိတ်ကွင်းမှာတွားရောက်ကစားရပြီးငကိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ ပထမအပိုင်းမှာ twin goal တွေမမြင်ခဲ့ပေမဲ့ minute 60မှာတော့ liverpool အတွက် isak ကအဖွဲ့ goal twin ခဲ့ပြီးတော့ပွဲကစားချိန်ပြီးလို့နာကျင်အချိန်ပို9မိနစ်အရောက်မှာ gapo ကအပိတ် goal twin ခဲ့တာကြောင့် liverpool တို့ငကိုပြတ်အနိုင်ရရှိခဲ့ရပါနောက်ထပ်တပွဲဖြစ်တဲ့တနင်္ဂနွေနေ့ညရဲ့အကောင်းဆုံးပွဲတပွဲဖြစ်တဲ့ chelsea နဲ့ arsenal တို့ရဲ့ပွဲစဉ်မှာတော့တစ်ဖက်တကူးစီနဲ့တေရီရလက်ထွက်ပေါ်ခဲ့ကအခုပွဲစဉ်အပြီးမှာတော့ arsenal အသင်းက အစစ်အစ်မှာရမှတ်30နဲ့ဆက်လက်ရှိနေပြီးတော့ချဲစည်းကရမှတ်24မှတ်နဲ့အစစ်3နေရာမှာဆက်လက်ရှိနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့ကတည်းကကရင်ပြည်နယ်မြဝတီမြို့နယ်မြန်မာထိုင်းနယ်ဆက်တောင်ရင်မြစ်ကမ်းမှာတောင်းတင်နေခဲ့တဲ့ကြောက်ဖြတ်လုတာတွေအထက်က380ကို ထိုင်းနိုင်ငံကမနေ့ကလက်ခံခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကမင်းလက်ပန်ကျေးရွာအတွင်းမှာရှိနေတဲ့ DKPA စခန်းတစ်ခုကို KNU ကဝင်ရောက်စီးနှင်ခဲ့ပြီးအဲဒီနောက်ဆက်တွဲအနေနဲ့ကြောက်ဖြတ်လုပ်ငန်းခွင်တစ်ခုကိုဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။မနေ့ကထိုင်းဘက်ကအဆိုပါကြောက်ဖြတ်လုပ်သားတွေကိုလွဲပြောင်းလက်ခံနေတော့380လောက်လွဲပြောင်းပြီးချိန်မှာရပ်တန့်လိုက်တဲ့အတွက်လက်ရှိမှာ200ဝန်းကျင်လောက်ကျန်ရှိနေသေးတယ်လို့အခင်းဖြစ်ရာနေရာမှာရောက်ရှိနေတဲ့တည်င်းအရင်မြစ်ကတော့တိုက်ပွဲတွေပြင်းထန်ပြီးတော့အနည်းနာဝန်းကျင်ကို လက်နက်ကြီးကြားရတာတွေဖြစ်နေတဲ့အတွက်ထိုင်းဖက်ကရက်တက်လိုက်ပုံရတယ်လို့သုံးသပ်ပြောဆိုပါတယ်မကွေးတိုင်းရေစကြိုမြို့နယ်အတွင်းမှာစစ်ကြောင်းထူးနေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်မနေ့ဆယ်နေခန့်မှာရေစကြိုမြို့နယ်ရွာတိကျေးရွာနဲ့ထန်းဆယ်ပင်ကျေးရွာအကြားမှာစစ်ကော်မရှင်စစ်ကြောင်းနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲနှစ်နာရီခန့်ဖြစ်ပွားခဲ့တယ်လို့ရေစကြိုပကဖကတည်င်းထုတ်ပြန်ထားပါဗျ။ အဆိုပါတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ဖက်ကစစ်ကြောင်းမှုအဆင့်ရှိသူဗိုလ်ကြီးမင်းတင်စာအပါအဝင်2ဦးသေဆုံးပြီးတော့5ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပြီးတော့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ကိုရေစကြိုဘက်ကဖပခုတ်ခုခရိုင်တဲ့ရင်ကိုနဲ့ຫນွေဦးစစ်တဲရေလေကျုံးဒေတာစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ရစကြိုမြို့နယ်အတွင်းစစ်ကုံရှင်တပ်ရဲ့စစ်တောင်းထိုးလာတာတွေကြောင့်လက်ရှိမှာပြည်သူ9000ကျော်နေရဲဆုတ်ခွာထွက်ပြေးနေရတယ်လို့လည်းဒေသအတွင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။စစ်ကုံရှင်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုဆက်ကျင်ဖို့ကြက်ချေခန့်နဲ့ပယ်ချမယ်လူထုလှုပ်ရှားမှုကိုမြန်မာ Unity Movement MUM ကနေစတင်လိုက်ပြီးတော့ရွေးကောက်ပွဲကိုစတင်တဲ့အနေနဲ့မိမိရဲ့လက်တမ်းမှာကြက်ချေခတ်ပုံစံရေးဆွဲပြီးတော့ MUM လူမှုကွန်ရက်ဆာမျက်နှာနဲ့ Telegram Channel ကိုတပ်ပုတ်ပေးပို့ပြီးပါဝင်နိုင်တယ်လို့သိရပါတယ်။ရရှိလာတဲ့လူထုလှုပ်ရှားမှုတပ်ပုံတွေကိုစုစည်းပြီးတော့ The People Blog ပြည်သူ့စံနာမဲ့ဖြစ်မှတ်တမ်းတင်က UK အစိုးရနဲ့ကုလသမဂ္ဂ UN တာဝန်ရှိသူတွေလက်ထက်အရောက်ပို့ပေးသွားမယ်လို့သိရပါတယ်။ကမ်ပိန်းမှာပါဝင်ခြင်းနဲ့ပြည်သူတွေအနေနဲ့ခွင့်ပြုချက်တောင်းခံစရာမလိုပဲပါဝင်နိုင်ပြီးတော့ပြည်ပရောက်နေသူတွေအနေနဲ့တပ်ပုံမှာ ညနာပေါ်အောင်ရိုက်ပြပြီးပါဝင်နိုင်တယ်လို့ပြည်တွင်းမှာရှိနေသေးတဲ့ပြည်သူတွေအနေနဲ့ကတော့လက်ပွေရမပေါ်တဲ့လက်ခုံဖက်မှာစက်ချီခက်အမှတ်အသားပြုလုပ်ပြီးတော့ပါဝင်နိုင်တယ်လို့သိရပါဗျ။အဆိုပါကမ်ပိန်းကိုတပိတ်အင်အားစုတွေ၊ចောင်းသားတမကတွေနဲ့တော်လည်ရေးအဖွဲ့အစည်းတွေပူးပေါင်းပါဝင်ကြဖို့ MUN ကဖိတ်ခေါ်ထားပါဗျ။ တပ်ဖို့တပ်မှုတွေအနေနဲ့မျိုးဆက်တဲ့လူငယ်တွေကိုကောင်းမွန်တဲ့အသွေးအခေါ်တွေလက်စစ်ကမ်းဖို့အရေးကြီးပြီးတော့မျိုးဆက်တဲ့လူငယ်တွေအနေနဲ့ပုံကူဆွဲဒေတာဆွဲတွေရှိနေရင်တော်လည်းကာလာပြီးမှမဟုတ်ဘူးလို့ Greeny အမျိုးသားများကကွယ်ရေးတပ် KNDF ရဲ့စစ်ရေးချုပ်ခူရီတူကဆိုပါတယ်ပုတ်ကိုဆွဲဒေတာဆွဲတွေကြောင့်တော်လရေးအင်အားစုတွေစီးလုံးမှုမရနိုင်တာဖြစ်ပြီးတော့တော်လရေးမှာတပွက်ထဲတိုက်လို့မရဘူးလို့လည်းပြောခဲ့တဲ့အပြင် KNDF ရဲဘော်တွေနောက်တန်းပြန်ပြီး လူထုကြသွားလာတဲ့အချိန်တွေမှာယူနီဖောင်းမဖို့ဖို့နဲ့တနက်မဆောင်သွားဖို့ကိုလည်းထပ်လောင်းတတိပေးခဲ့ပါတယ်။လက်ရှိ Greeny ပြည်မှာ Greeny အမျိုးသားများကာကွယ်ရေးတပ် KNTF Greeny တပ်မတော် KA Greeny လူမျိုးပေါင်းစုပြည်သူ့လူမျိုးရေးတပ်ဦးကာလာလာတာ Greeny အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ JPU Greeny အမျိုးသားငေးချင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီကယောနေနဲ့ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တို့ပါဝင်တဲ့ Greeny ပြည်တပ်ပေါင်းစုစစ်ဦးစီးအဖွဲ့ GCS ကနေ စီရအရာဥဆောင်မှုပြုနေရပဲဖြစ်ပါတယ်။ဒီနေ့ဒီဇင်ဘာလ3ရက်ဖရအဖရနေ့စစ်တဲ့နဲ့အားကစားတဲ့တွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်။